အားလုံးပဲမင်္ဂလာပါရှင်။ Nuew Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့မှာတော့ကြပြာဆရာခတ်တင်ရေးသားခဲ့တဲ့ကြပြာနှစ်ပုဒ်ကိုရွတ်ဖတ်ပေးမှာပဲဖြစ်ပါတယ်ရှင်။ပထမတစ်ပုဒ်အနေနဲ့ကတော့စစ်ကင်စာ လို့အမည်ရတဲ့ကြပြာလေးကိုရွတ်ဖတ်ပေးမှာပဲဖြစ်ပါတယ်ရှင်။စစ်ကင်စာ ကဘာစစ်ဖြစ်ဖြစ်ဒေတန္တရစစ်ဖြစ်ဖြစ် နိုင်တဲ့သူဟာ တရားတော်စစ်ပဲတဲ့ငြိမ်းချမ်းရေးလို့ရှာကွန်းတုံးစွတ်ပြီးအော်ဟစ်နေလေသွေးစွန်လက်နဲ့တန်လွင်ကတ်ဟာတခြားစီပဲစစ်ဟာကင်စာအမြင့်သေးဖို့ဆိုရင်အချစ်ဝေဖို့လိုတယ်ဒုတိယတပုတ်အနေနဲ့ကတော့ ဆက်ပြတ်ဆက်ပြန်လို့အမည်ရတဲ့ကပြားလေးကိုရွှတ်ဖက်ပေးမှာပဲဖြစ်ပါရဲ့ရှင်ဆက်ပြတ်ဆက်ပြတ်ကဆုံဆိုင် အော်မြင်နေတဲ့တောင်ကြချောင်းတေးရပါမဲ့အနာတရထီမထင်တဲ့ယုံအားအတနာခံမှုငါရောက်လာတာမဟုတ်ဘူးအစင်ရိုင်းနေပြီမို့ ထိုးဆက်ဟာရှိမတိုးတာကောင်းထိုးပေးမာလာကောင်းနဲ့ထိုးမာလာသွေးဆုံးခဲ့ပြီနားဆင်ပေးခဲ့ကြပါတော့ຫນွေဦးမိသားစုဝင်တယောက်ချင်းစီတိုင်းကိုကျေးဇူးများ၏တင်ပါတယ်ရှင်ຫນွေဦး family youtube channel လေးရဲ့အစ်စ်အစ်စ်သောဖန်တီးမှုတွေကိုလည်းစောင့်မျှော်အားပေးပေးပါအောင်ရှင်